ကျမတို့ကဖက်ဒရယ်စနစ်ကိုဖော်ဆောင်တဲ့နေရာမှာကတယောက်ယောက်ကဘယ်သူကစလုပ်မလဲဆိုတာကိုစောင့်နေတာထက်ပြောမှဆိုလို့ရှင်အာ border up federalism ကိုတွားနေတာဖြစ်တဲ့ကြောင့်မလို့ကိုယ်ရှိတဲ့နေရာကနေပြီးတော့ရှိတဲ့ရည်ရွယ်ချက်တူဘုံသဘောထားတူတဲ့လူတွေအကုန်လုံးကတော့စတဲ့နေလို့မြင်တယ်။ကျမတို့ကိုနိုင်ကွာအဲ့ top down ဒီအပေါ်ကနေပြီးတော့မူဝါဒဆင်းလာတာကိုကျမတို့မြန်စောင့်မျှော်နေသလားပေါ့ကိုကိုကိုလည်းပြန်ပြီးတော့မေးခွန်းထုတ်ဖို့လိုတယ်။တကယ်လို့ကျမတို့ကိုနိုင်ကွာ border up federalism ကိုလိုချင်တယ်လို့ပြောရင် င်အခြေခံမှာရှိတဲ့ခြေကုပ်ယူထားတဲ့သူတွေတက်ဆိုင်ရနယ်ပယ်အသီးသီးကသူတွေကအရင်ဦးဆုံးစတင်တယ်လို့ကျွန်မတို့မြင်တယ်။အန်ယူဂျီပြုမြင်ပြောင်းလဲကိုဗာမြင်ချင်တယ်လို့မေးရင်တိုင်းရင်းသားဖွဲ့စည်းတွေနဲ့ကြားထဲမှာပို့ပြီးတော့နိုင်ငံရေးကတိကဝတ်ပို့ပြီးတော့ခခိုင်မှာရစေချင်တယ်။ဒါကနိုင်ငံရေးအရေးကြီးတဲ့ဥဆောင်မှုဖြစ်တယ်ပေါ့နော်။နောက်တစ်ခုကကျတော့စုဖွဲ့မှုပြောင်းတာလား structure ပေါ့နော်။စုဖွဲ့မှုပြောင်းတာလားခုနလိုမျိုးပေါ့နော်။ဝင်ကြီးဌာနအတိုးအလျှော်လားမူဝါဒတွေလားဆိုတော့ကျွန်မတို့ reform လို့ပြောရင်တော့အားလုံးကျွန်မတို့ပြုမြင်ပြောင်းလဲအကုန်မြင်ချင်တာပါ။